အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာဒေါက်တာဖြူတီဟာရေးသားထားတဲ့သားတွေကိုပြောပြပေးပါဆိုတဲ့စာအုပ်လေးထဲကမှ ဆောင်းပါးတချို့ကိုဖတ်ပြပေးမှ ဖြစ်ပါတယ်ရှင်သားတွေကိုပြောပြပေးပါတားယောက်ကြလေးမွေးထားတဲ့မိဘတွေကိုသားကိုဒီစကားတွေပြောခဲ့ဘူးပါသလားပြန်စင်းစားကြည့်ပါ မိန်းကလေးတယောက်ကဘလို့ပဲဝှစားထားပါစေ ပြုမှုနေပါစေအဲ့ဒါဟာသူ့ကိုအာရမကျင့်ဖို့အဆက်ခွဲဖို့နောက်ပြန်ဖို့ဖိတ်ခေါ်နေတာမဟုတ်ပါဘူးမိန်းကလေးတယောက်ရဲ့အပြူဘဝဆိုတာစုတစ်ခုမဟုတ်လို့အဲ့ဒါကိုရယူလိုက်ရတဲ့ဆိုပြီးမင်းကိုဂုံတဲစီမှလည်းမဟုတ်ပါဘူးမိန်းကလေးတယောက်ဟာယောက်ျားလောက်ခွန်အားမရှိဘူးလို့သတ်မှတ်ပြီးအတင်းအနိုင်ကျင့်လို့မရပါဘူးမူရစ်စီတဲ့အရာတစ်ခုခုကိုတုံးဆွဲထားလို့ အသိစိတ်ကင်းမဲ့နေတာကို အခွင့်ကောင်းယူပြီးမစော်ကားရဘူးဒါတွေကို ပြောပြဘူးပါသလားဒါမှမဟုတ်တာဖြစ်သူစီကเจ้าကမင်းကလေးတယောက်ယောက်ကိုအပြက်မှရှုပ်ွေတဲ့မင်းကလေးဆိုပြီးတုံးတုံးပြောနေတာတွေကြားမိလိုက်လို့တားကို ခေါ်ပြီးဆုံးမဖူးတာတွေရောရှိပါသလားပြန်စစ်စားကြည့်စီချင်တယ်ဒါမှသိပါတယ်မမိကြမယ်မထင်ပါဘူးအเจ้าရင်ကတော့မိဘတွေဟာ အဲ့ဒီလိုစကားမျိုးတွေကိုဘယ်တော့မှပြောမပြခဲ့ဘူးလို့ပါပဲဒါပေမဲ့တမိမိန်ကလေးတွေကိုတော့ဒါတွေပြောပြပါတယ်မိန်ကလေးဆိုတာအနေအထိုင်အသွားအလာဆင်ခြင်ရတယ်မဟုတ်ရင်လူကဲ့ရဲ့စရာဖြစ်မယ်ယောက်ျားလေးတွေလှုပ်တယ်လို့နေမလှုပ်နဲ့ဟိုကယောက်ျားလေးလုံလုံချုံချုံကိုဒီလိုလက်ပေါ်လော်လီကိုစားတာကအတ္တမချင်းဖို့ဖိတ်ခေါ်နေတာပဲအပြင်ကိုတယောက်တည်းမထွက်နဲ့ ညဘက်တွေရှောက်ရှောက်မသွားနဲ့ဒီလိုဆုံးမစကားတွေကိုတော့တမိရှိမိဘတွေတော်တော်များများ ပြောလေးရှိကြပါတယ်ဒါတွေဟာတမိကိုစိတ်ပူတာဂယုဆိုင်တာကြောင့်ဖြစ်တယ်လို့မိန်းကလေးတွေကိုအပြစ်တင်နေတဲ့နှိမ့်ချနေတဲ့ခွဲခြားဆက်ဆံနေတဲ့ယဉ်ကျေးမှုတစ်ခုကို ရိုက်သွင်းနေတာလည်းဖြစ်ပါတယ်ဒီလိုတင် जा မှုတွေဟာမိန်းကလေးတွေက ကိုအာရမအကျင့်မခံရဘူးအတွက်ကိုကိုကိုကာကွယ်ဖို့ထိမ့်သိမ့်ဖို့ တာဝန်ရှိတယ်။ယောက်ျားဆိုတာကတော့ကြားဆိုတဲ့အတိုင်းပြုမှုမှာပဲဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမိဘတချို့ ਨੇ ကျမစကားပြောဘူးပါတယ်။သူတို့ကဒီလိုတွေတင် जा မှုတွေဟာမဖြစ်သင့်ဘူးလို့ပြောကြပေမဲ့မကောင်းတဲ့ယောက်ျားတွေကလည်းရှိနေလေတော့ကုသမီးကိုပဲသူ့ကိုယ်သူကာကွယ်တတ်အောင်တင်ပေးရမှာပဲမတတ်နိုင်ဘူးလို့ဆိုကြပါတယ်။ဒါဆိုစဉ်းစားကြည့်ရအောင် ဲ့ဒီမကောင်းတဲ့ယောက်ျားဆိုတာဘသူတွေလဲရှင်တို့သမီးတွေကိုတယောက်တည်းအပြည့်မထွက်ရဲ့အောင်တောင်းကျနေကြတဲ့သူတွေကဘသူတွေလဲရှင်တို့သမီးတွေကိုနှုတ်နဲ့ဆော်ကားတာကိုတိလက်ရောက်ဆော်ကားတာအရှဲရစေတာအဲ့ဒီလူတွေကရောဘသူတွေလဲတယောက်ျားတွေပဲမဟုတ်ဘူးလားဒါဆိုသူတို့တွေကိုဒီလိုဖြစ်အောင်ဘသူတွေကပြုစုပြူထောင်ခဲ့တာလဲ စိတ်မကောင်းစွာနဲ့ပဲဖြေရရင်အဲ့ဒါရှင်တို့ကိုယ်တိုင်ပဲကျမတို့မှာတတိအချက်အလက်တွေမြောက်များစွာရှိပါတယ်ဒီလိုကိစ္စရဲ့တွေရဲ့ကျူးလွန်သူအများစုဟာတစိမ့်တက်တက်တွေမဟုတ်ကြဘူးတငေချင်းတွေအတန်းဖော်တွေရီးစားဟောင်းတွေကဒီလိုတွေလုံနေကြတာပဲသူတို့တွေဟာရှင်တို့သမီးတွေရဲ့ပတ်ဝန်းကျင်မှာရှိနေပြီးသားပဲသူတို့ကိုဝေမလောက်အောင်အတင်းပိတ်ဝင်ထားလို့မရပါဘူး သူတို့ကသစိမ်းတွေမှမဟုတ်တာ အတွင်းလူတွေပဲလေရှင်တို့အနေနဲ့ဒါကိုလက်ခံနိုင်မှာမဟုတ်ဘူးဆိုတာကျမသိပါတယ်ရှင်တို့မြလူငယ်ယောက်ျားလေးတွေအားလုံးဟာဒီလိုလူတွေလို့လည်းကျမမဆိုလိုပါဘူးကျမပြောချင်တာက ကျမတို့ရင်ဆိုင်နေရတဲ့ယဉ်ကျေးမှုဆိုတာကြီးကြောင့်တခုခုဖြစ်လိုက်တိုင်းနင်ကအဲ့ဒီမှာဘာဝတ်ထားတာလဲအရက်တွေမူနေသလားဆိုပြီးအပြစ်တင်တဲ့လေတံနဲ့အမေးခံနေရတယ် ယောက်ျားလေးတွေပြုမှုသမျှကာကွယ်ဖို့ရှောင်ရှားဖို့ကိုမိန်းကလေးတွေမှာပဲတာဝန်ရှိတယ်လို့မိခင်တွေက ဆုံးမနေကြပါတယ်။ကျူးလူသူကောင်လေးကမိန်းကလေးထက်အသက်ငယ်နေလို့ဆိုပြီးရက်30ပဲထောင်ချဖို့တရားစီရင်ရေးကဆုံးဖြတ်နေပါတယ်။မိသားစုတိုင်းကတာယောက်ျားလေးတွေဟာဒီလိုယဉ်ကျေးမှုဒီလိုအသည့်တွေနဲ့အရွယ်ရောက်လာကြတာပါ။ဒါတွေဟာလက်ခံနိုင်မမှားဘူး။ မာရင်ရဲ့အယူအဆတွေလို့တခါမှမပြောပြခဲ့ဘူးဆိုရင်ပေါ့ကိုသမီးလေးကိုဒီလိုအဖြစ်တွေနဲ့ကြုံရမယ်လို့စိတ်တော်မကူကြည့်ချင်တာမို့ရှောင်ရမယ်ကာကွယ်ရမယ်ဆိုတာတောင်မိဘတွေက ပြောမထွက်ကြပါဘူးဒီလိုမျိုးကိုသားကို ပြောပြဖို့ဆိုတာကတော့ပိုးလို့တောင်ခက်ပါအောင်မယ်ဘသူမဆိုငါသားလေးကတော့ဒီလိုလူမဟုတ်ဘူးလို့တွေးကြမှာပါဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ် ပြောပြပါလို့တိုက်တွန်းပြရစီကိုလိုပဲတခြားသမီးရှင်မိဘတွေကိုစိတ်ဒုက္ခမရောက်စေချင်ဘူးဆိုရင်ပြောပြပါကိုသားကိုချစ်တယ်ဆိုသူ့အနာဂတ်လေးကို မထိခိုက်စေချင်ဘူးဆိုရင် ပြောပြပါတာသမီးနဲ့ပတ်သက်ပြီးတာဝန်သိတယ်တာဝန်ယူတတ်တယ်ဆိုရင်ပြောပြပါယောက်ျားဆိုရင်ဝေးဝေးကရှောင်သေးတဲ့တရဝါလို့တစ်သက်လုံးကြောက်ရွံ့နေရမယ့်စိတ်ဒုက္ခမျိုးကိုသမီး ကိုတူမကို မခံစားစေချင်ဘူးဆိုပြီးပြောပြပါမိန်းကလေးတွေကိုအဓမ္မအကျင့်မခံရဘူးဘလို့ရှောက်ရှားရမယ့်အကြောင်းပြောပြတာဘဲယောက်ျားကိုမှအကျင့်မင်းမယုံဖို့ပြောပြတာတွေကယုတ်တရကြည့်ရမယ်နဲ့ထင်ကြည်စရာကြီးဒါပေမဲ့ဒီလိုတွေဆုံးမှပြောပြလာခဲ့တာဘလောက်ကြာပြီလဲခုချိန်ထိဒီကိစ္စတွေက ရှိတော့မဲမဟုတ်လားဒါဆိုရင်စဉ်းစားဖို့ကောင်းပြီကျမတို့လုပ်နေတာမှန်ရဲ့လား ထိရောက်ရလားမထိရောက်ပါဘူးတေချပါတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်တောင်းဝန်ရှိတဲ့ယောက်ျားလေးတွေကိုသူတို့မှတောင်းဝန်ရှိမှန်းသင်ပေးမထားလို့ပါပဲ။ကျမတို့ကံကောင်းပါတယ်။ဒီလိုကိစ္စတွေမဖြစ်တော့အောင်ကျမတို့တူမတွေမိန်းကလေးငယ်တွေဒီလိုအဖြစ်မျိုးတွေမကြုံရတော့အောင်ကာကွယ်ပေးလို့ရပါတယ်။ကာကွယ်ပေးနိုင်စွမ်းလဲရှိတယ်။ကိုအိမ်မှာကိုထိုင်နေရင်းနဲ့ကိုလှုပ်ပေးလို့ရပါတယ်။ ကျမတို့လောက်ရမှာကတော့တခုတည်းပါအဲ့ဒါကတော့သားတွေကို ပြောပြပေးဖို့ပါပဲမိမတွေဟာနှိတ်ကြမနေပါ ရောက်ခဲလာတဲ့ဖရာမို့ရွှေတင်ကန်းကက်ရအောင်ဆိုပြီးအပြေးလေးသွားဝယ်လိုက်ပါတယ်စိတ်ကြည်နူးစွာနဲ့ဝယ်ပြီးထွက်လာ အမျိုးသမီးများတက်ခွေမပြူးဆိုတဲ့စာရန်ကိုမြည်လိုက်ရတဲ့အချိန်သူ့ခြေလမ်းတွေအလုံးရက်တန့်ခဲ့ရတယ်အဲ့ဒါနဲ့ပဲ သူဝယ်လာတဲ့ရွှေတင်ကန်းကိုယောက်ျားလေးတယောက်စီလက်ရှိကံပေးရင် သူ့အစာကပ်ပေးဖို့အကူအညီ တောင်းလိုက်ရရှာတယ်။ခက်လန်လန်ရောက်မှအော်ပြောရသေးတယ်။ကျမအတွက်ဓပုံလေးပါရိုက်ပေးခဲ့ပါတဲ့။သူ့အစာရွှေတင်ကန်းကပ်ပေးတဲ့ယောက်ျားလေးဟာ သူတစ်ပါးအသက်သက်တဲ့သူ သူတစ်ပါးပြည့်စည်ခိုးတဲ့သူ သူများသမီးပြို့ကို ပြစ်မာတဲ့သူ မှုသားစကားကိုဆိုတဲ့သူဒါမှမဟုတ် အယက်သေးစာတောက်စားလေးရှိသူ ဖြစ်ချင်းဖြစ်နေနိုင်ပါတယ်။ဒါပေမဲ့ဖះအစိုးမလိုက်နာခြင်းမလိုက်နာခြင်းတဲ့ယောက်ျားလေးဖြစ်ချင်းဆိုတဲ့အချက်တစ်ချက်တည်းကသူ့ကိုရွှေတင်ကက်ကွက်ခွေရစေခဲ့တယ်။ဘလောက်ပဲငါးပါးတိလကို မြင်းမြတ်အောင်စောက်ထင်းသူ ဖြစ်ပါစေ။မိန်းကလေးဖြစ်နေရင်တော့အဲ့ဒီအခွင့်အရေးကိုဘလို့မှရနိုင်မှာမဟုတ်ပါဘူး။ဒါဆိုကျွန်တော်တို့ဘာသာတရားက အမျိုးသမီးတွေအပေါ်နှိတ်ချဆက်ဆံတဲ့အယူဝါဒလားမဟုတ်ပါဘူးဒီလိုတားမြစ်ချက်တွေဟာဘာသာရေးအရမြတ်စွာဘုရားကကန့်သက်ခတ်တာတွေမဟုတ်ပါဘူးပမောခချုပ်ဆရာတော်ကြီးလည်းဟောဘူးပါတယ်အဲ့ဒါ religion မဟုတ်ဘူး tradition ပါတဲ့တကယ်တော့ဒါတွေဟာ လူတယောက်ရဲ့တန်ဖိုးကိုသူ့လောက်ရဲ့တွင်နဲ့မတိုင်းတာပဲယောက်ျားဖြစ်ချင်း မိမဖြစ်ခြင်းဆိုတဲ့အချက်ပေါ်မှာအထူးကထားဆုံးဖြတ်နေကြတဲ့ရိုးရအစင်လာတွေရဲ့တာမင်ချက်သာဖြစ်ပါတယ်။အဲ့ဒီလိုအစင်လာတမတ်ချက်တွေကြောင့်ဘာတွေဖြစ်လာရသလဲ။နိုင်ငံတနိုင်ငံမှာတအိမ်တောင်ကလေးတယောက်ပဲမွေးရမယ်ဆိုတဲ့ policy ရှိတယ်။ရိုးရအယူအဆအရယောက်ျားလေးကိုမှပိုလိုချင်ကြတော့နောက်ဆက်တွဲအဖြစ်မိန်းကလေးမှန်တည်တာနဲ့ကိုယ်ဝန်ဖျက်ချတာ မွေးပြီးမှစွန့်ပစ်ခဲ့တာတွေဖြစ်လာတယ်။ကြာလာတော့ယောက်ျားမိန်းမအချို့ကမညီမမျှဖြစ်လာပြီးသူတို့သမီးရှာပါလာတဲ့အခါတစ်ဖက်နိုင်ငယ်တဲကဆင်းရဲတဲ့မိန်းကလေးတွေအသိပညာမရှိတဲ့မိန်းကလေးတွေကိုလူကုန်ကူးမှုတွေတွင်တွင်ကျကျဖြစ်လာတယ်။အဲ့ဒီဆင်းရဲတဲ့တစ်ဖက်နိုင်ငယ်ဆိုတဲ့အထင်မှကျွန်တော်တို့နိုင်ငယ်လည်းပါနေပါဗျ။ကြီးရွာတွေမှာမိန်းကလေးပဲ သေစာရှင်စာတက်ရည်တော်ပြီပေါ့လို့ထင်နေတဲ့သူတွေဒီနေ့ထီရှိနေသေးတဲ့ဆို မအံ့ဩပါနဲ့တားနဲ့သမီးအတူတူမှာတရားကိုကြောက်ထုတ်ရတော့မယ်ဆို သမီးဖြစ်သူကိုပဲကြောက်ထုတ်တယ်တားယောက်ျားလေးဆိုတာတစ်ချိန်ကျမိသားစုကိုဥဆောင်ရမှာမို့ပညာတတ်ဖို့လိုတဲ့အဲ့ဒီမိန်းကလေးတွေပညာမပြည့်မစုံနဲ့အွယ်ရောက်လာတဲ့အခါလမ်းမရောက်ဖို့အင်မတန်လွယ်ကူတယ် ငငယ်ရွယ်ရွယ်နဲ့အိမ်တောင်ကြတယ်။ခလေးမွေးတယ်။ပညာကမတက်တော့အလောက်အကန်ကောင်းကောင်းမရဘူး။စီးပွားရေးအဆင်မပြေဘူး။ကျမ်းမာရေးကိုဘလို့စောင့်ရှောက်ရမယ်မသိဘူး။ဒီတော့အဲ့ဒီမိသားစုတွေအဲ့ဒီခလေးတွေဆင်းရဲတွေနဲ့တည်းအသေးအပြောက်များတယ်။အိမ်တောင်ပြုတ်ပြီးရင်လေကိုကစီးပွားမရှာနိုင်တာမို့လေယောက်ကြအပေါ်လုံလုံလားလားမိခိုနေရတယ်။ သူအနိုင်ကျင့်သမျှငြင်ခံနေရတယ်။သူပြောသမျှနားထောင်ရတယ်။လွန်ဆန်လို့မရဘူး။လေယောက်ကြာဆုံးပါသွားခဲ့ရင်လေကိုဘသားကို မရက်တည်နိုင်တာမို့တာသမီတွေနဲ့ဒုက္ခပင်လဲဝေပြီးကြံခဲ့ရရှာတယ်။နောက်ယောက်ျားယူတယ်။အဲ့ဒီယောက်ျားကကို့သမီးအပြူပေါက်ကိုခြေတော်တင်တယ်။ပညာသင်ခွင့်ရလို့လုပ်ငန်းတွင်တဲ့ရောက်လာခဲ့ရင်လောက်ခလာစားအညီအမြအပေးမခံရဘူး။ ဥဆောင်နိုင်စွာမရှိဘူးလို့တတိချသတ်မှတ်ပြီးခေါင်းဆောင်နေရပေးဖို့ဆိုလဲအလုံးကဝန်လေးတက်ကြပါတယ်။နောက်ဆုံးတစ်ခုကတော့အာရမပြုကြည့်မှု ခလေးဘွားကနေနောက်ဆုံးတက်ကြီးရွယ်အိုတွေထိအချိန်မရွေးကြုံသွားရနိုင်ပါတယ်။ဒီအခြေအနေတွေအလုံးကိုကြော်ဖက်ပြီး အမျိုးသမီးတယောက်ရှေ့တန်းရောက်လာဖို့ဆိုတာတော်တော်လေးခဲယဉ်ပါတယ်။တေချာပြန်ကြည့်ရင်အမျိုးသမီးတွေချင်းဒုက္ခရောက်တာတော့မဟုတ်ဘူး။ အနာဂတ်ကိုဖန်တီးကြမဲ့ကလေးတွေလည်းဒုက္ခရောက်တယ်မိသားစုတွေဘဝတွေနောက်ပြီးအထက်စီးမှရှိနေကြတဲ့ယောက်ျားတွေပါအဲ့ဒီရဲ့အကျိုးဆက်ကိုခံကြရတယ်ဒီအဖြစ်အပျက်တွေအလုံးရဲ့အကြီးကအစင်မြေကတော့အမျိုးသမီးတွေအပေါ်ခွဲခြားနေချဆက်ဆံခြင်းကြောင့်ပါပဲဖယားတွေပေါ်မှာတွေ့တွေ့နေရတဲ့ဒီစာသားတွေက အမျိုးသမီးတွေအပေါ်နှိတ်ချဆက်ဆံနေတဲ့ကျွန်တော်တို့ရဲ့အစဉ်အလာတွေကိုပြသနေတာဖြစ်တယ်လို့လောကကြီးစီမှာ အခုမှတင်ယူနေတဲ့ခလေးငယ်တွေကိုလည်းယောက်ျားကမိန်းမတဲ့ပိုမြတ်တဲ့ဆိုတဲ့အယူအဆကိုသွင်းပေးနေရလဲရောက်ပါတယ်တကယ်တော့ဒီလိုသဘောတည်းရောက်တဲ့စာသားတွေအပြုအမှုမျိုးတွေကို ရုပ်ရှင်တွေတချင်းတွေလက်ဖက်ရည်ဆိုင်ကစကားဝိုင်းတွေကျောက်စာတင်ကန်းတွေ ရှေ့လူကြီးတွေရဲ့ဇကားတွေစကားပုံတွေကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေထဲမှာအများပြပဲတွေ့နိုင်ပါတယ်ဒီနီလန်ပေါင်းစုံနဲ့တင် जा ခံခဲ့ရပြီးတဲ့နောက်မှာကျွန်တော်တို့တွေနောက်ဆုံးမိန်းကလေးတွေကိုယ်တိုင်ကပါလက်ခံလိုက်တော့တယ်မိမဆိုတာနေကြတဲ့သူတွေပါလားဒါကြောင့်အမျိုးသမီးတွေဘဝတိုးတက်လာဖို့ဆိုရင်အထူးကဖယ်ရှားပြရမှာက အမျိုးသမီးများတက်ခွေမပြူးဆိုတဲ့စာရန်တွေမဟုတ်ပါဘူးတကယ်ဖယ်ရှားပြရမှာကမိမဆိုတာနှိမ့်ကြတယ်လို့ခလီဘဝကလေးကနီလန်ပေါင်းစုံနဲ့အရေးခံထားရတယ်ကျွန်တော်တို့ရင်ထဲကစာရန်တွေပဲဖြစ်ပါတယ်